ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အင်္ဂလင်ကြောင့်ဘာလာခေပြည်သူများမိရေတုံးကနာရပြီတဲ့အခြေအနေများပြောပြပါမယ်တဲ့ မြတ်ကျုံမင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဒေတာအနှံ့ပြားမှာတော်လိုင်းတက်ပြီးထိုးစစ်ဆင်လာမှုကိုဖတ်စစ်တက်ဟာကြောက်ရွံ့တုန်လုတ်တဲ့အတက်ကြီးထွက်လာ။ဧပြီ23ရက်2025 ျွန်တော်လူမျက်ကြော်ရဲ့တင်ဆက်မှုဒီညတော့ပုရုမပုရုမကတော်လိုင်းတက်တွေပြတ်နေပြီတဲ့တော်လိုင်းတက်တွေပြတ်နေပြီကျွန်တော်စီမှာတကယ်တက်ပြတ်နေလားတကယ်တက်ပြတ်တာကဘသူလဲပုရုမကတော့ခြေပောက်တဲ့လူစောက်ညုံနေလားနေရှာလေရဲ့ပေါ့ဗျာနော်အဲ့တော့ခြေပောက်တဲ့လူစောင့်မျှော်နေတဲ့ပုရုမကိုခြေပောက်တဲ့လူများပုရုမစီသွားပြီးပါ ုရမနဲ့ပတ်သက်ပြီးဟိုဘက်အလာဂီ review video မှာကျွန်တော်နည်းနည်းစကားပြောပါဦးမယ်ဗျာဆိုတော့ဒီနေ့ညမှာတော့ကျွန်တော်တို့တိုင်းပြည်တွင်းမှာငလျင်ကြောင့်မိအေးသုံးကံနာရတဲ့အဖြစ်တွေတွေ့နေရပါတယ်အကူမြကျော်ရေးလူမျက်ချော်ရေးမိရနှခါနာတာပဲကြားဘူးပါတယ်မင်းကဘလုံးသုံးခါနာတာလေမိရသုံးခါနာပါတယ်မိပြက်တယ်မိသားကဆောင်ရပါ မန္တလေးမှာဆယ်တန်းဆောင်ဝဲတွေပြန်ဖြေရမယ်။ငလင်ကြောင့်တိုက်တွေပြိုကျတယ်။ပြိုကျလူပြိုကျဆဲတိုက်တွေကိုတိမ့်တရာနေရပေးပြီးဘောလူစားတွေငှားဖြတ်နေရတယ်။မပြည့်ရင်စစ်တပ်ကတနတ်ထောက်ပြီးချင်းချောင်းနေလေ။ဒီကြတဲ့ဖက်စစ်တပ်ရဲ့ခိုးဝက်လူရဲမှုတွေတရဆက်ကြားရတယ်။မန္တလေးမှာတရင်ကြီးလာတဲ့ခရီးဝဟိုတယ်နဲ့ပတ်သက်ပြီး ရှာနဲ့ချီတဲ့အလောင်းတွေအလောင်းတွေကြီးပဲရပါတယ်လို့ဖက်စစ်တဲ့မိသက်ဦးစီးဌာနကထုတ်ပြန်လာတဲ့သတင်းတစ်ခုရှိနေတယ်လို့မန္တလေး Great Wall Hotel ကိုဖြိုချဖို့အဲ့ဒီဒေတာတစ်ခုလုံးကိုပုံမှ144ထုတ်ပြန်တယ်သိရပါတယ်ခေါင်းစဉ်အမျိုးမျိုးဘလိုပင်တက်တက် ခရိုင်အုပ်ချုပ်မှုကထုတ်ပြန်ရတဲ့အမိန့်ဖြစ်တဲ့ပုံမှ144ဘာကြောင့်ထုတ်ပြန်တာလဲ မန္တလေး98လမ်းနဲ့42လမ်းသိပ်ပံလမ်းတော့မှာရှိတဲ့ Great Wall Hotel Great Wall ဦးတည်မလုပ်ငန်းအများပြားတွေရှိပြီးဖက်စစ်တက်နဲ့အတူတကွစစ်ကောင်စီတောက်တိုင်လို့ပြောလို့ရတယ်တပိုတဲသမားတရုတ်လူမျိုးတယောက်မန္တလေးကတော့ခရူသင်းစွဲနေပြီးသားပါကြပြတပိုလေရှားမှုကြပါမှာမန္တလေးဟာခရူသင်းတစတစစွဲလာပြီး ကျွန်တော်တို့ရဲ့နှလုံးသားတဲ့ဒီ ठी ခီယူသင်းမဆွဲပါစီနဲ့ဆိုရယ်မန္တလေးရဲ့ညဉ့်ညူတန်ကြပြတပုတ်အားလုံးကြားပြီးလိမ့်မယ်ထင်ပါတယ်ဗျပြောချင်တာကမန္တလေးဟာတရုတ်တွေတစားစားဝင်ရောက်လာပြီးမန္တလေးမြို့ရဲ့စီးပွားရေးအကုန်လုံးကိုတရုတ်ကထိန်းချုပ်စုံမလွှမ်းမိုးထားတာကိုနန်းနိုးနေမှာနေတဲ့စစ်ကောင်စီတက်လေပိုင်းတိုင်းစစ်ဌာနချုပ်ကကောင်တွေကိုစက်ကြေးပေးပြီးမဟုတ်တာမှန်သမျှအကုန်လုတ်တဲ့ဂရီဝေါ်ဟိုတယ် ဖြိုချဖို့ဒီကနေ့ပုံမှန်144ထုတ်ပြန်ထားပါတယ်လို့ကျွန်တော်တို့သိရတယ်။အဲ့တော့ပြိမိတဲ့လူတွေကိုအချိန်မီကယ်ဆယ်ရေးမပေးဘူး။ Grey Wall Hotel ထဲမှာ Grey Wall Hotel ထဲမှာမွေးဆေးဝါးတွေနဲ့လက်နက်ခဲယမ်းတွေရှိတယ်ဆိုတော့ဒရင်းနေကြရတယ်။ဒေသုံးသွားတဲ့လူတွေကိုတရက်ကို360ပေးမယ်ဆိုပြီးနှစ်နာကြီးပေးမယ်ဆိုပြီးကန့်လန့်ထားတယ် လက်ရှိအချိန်ထိ Great Wall Hotel မှာအသက်ရှင်တည်တင်နိုင်သူ၉ဦး၉ဦးပဲရှိပါတယ်။ဂျန်နဲ့ရှာမနဲ့ချီတော့အလောင်းတွေတော့တွေ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့ပြည်သူလူထုဟာငလင်တန်လဲခံရတယ်။ငလင်တန်ခံရတိုက်ပြူကြပြီ။လူလုံးမလအပူလုံးကြွနေရတယ်ဂျာတယ်။ လက်စစ်မီတာကားတွေမဖြစ်မနေစောင်းရမယ်လို့ဆိုပါသေးတယ်ဗျနောက်ခုကဆယ်တန်းစာမွေးပြန်ဖြေရမယ်တဲ့တရားသလားပြည်သူလူထုအပေါ်မှာရက်ဆက်လွန်လာတဲ့ဖက်စစ်တပ်ရဲ့ရုပ်မာမှုဟာပြောမကုတ်ပြောမဆုံးမတော်တုံးတော့ဗျခက်တော့ခက်နေပြီမိဘပြည်သူလူကြီးတချို့လူတွေကတော့စစ်ကောင်စီရဲ့ စစ်တပ်ရဲ့မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအာဏာယူမှုကိုဘာကြောင့်မှမသိပဲအစင်ကြုံတရားဥနောက်မဲ့ဆိုတာလော်ဘီလို့ဘောမှနေပေမဲ့တကယ်ပြည်သူစစ်စစ်တရားအချမ်းမှုနဲ့နေခြင်းနဲ့ပြည်သူအဲအလောက်ကိုင်းအလောက်ကိုင်းလေးကောင်းကောင်းမွန်မွန်လေးနဲ့တရားဥတွေစုံမှုလေးနဲ့ မိသားစုပျော်ပျော်ရွှင်ရွှင်နေရင်တဲ့ပြည်သူကတော့ဖက်စစ်တပ်လက်အောက်မှာလက်ရှိအာဏာသိမ်းပြီးတဲ့ကနေယခုချိန်ထိပျော်ရွှင်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ယူဆပါတယ်။ဒါနဲ့ထက်တူခရိုနီဒီလုပ်ငန်းရှင်တွေရောပျော်နေရလားအလုတ်လုတ်ရလားအစင်ရောပြေကြရလားဒီကနေ့နေပြည်တော်ကိုပြန်လဲမျိုးတိမျိုးကွက်တိရိုက်ပြီးတိဆောက်မယ်ဆိုပြီး ြောပြီးမကြခင်မှာပဲတရုတ်ကတင်သွင်းမဲ့တန်ချောင်းနေတဲ့ဆောက်လို့ရပစ္စည်းတွေကိုတုတ်တက်ကလူရက်ကအပြိုင်လေလံဆွေးနေကြပါတယ်အောင်ပြည့်စုံကုမ္ပဏီကိုတော့ကြုံနိုင်လိမ့်မယ်မထင်ပါဘူးပြောချင်တာကဖက်စစ်တပ်မင်းအောင်ပိုင်မိသားစုဟာသူ့အာဏာအကျိုးစီးပွားကလွှဲရင်ဘယ်သူမျက်နှာမှမကြည့်ဘူးဆိုတာ နေရဲ့ဒါနဲ့ဘာလို့ခံနေကြတာလဲလို့ကျွန်တော်တွေးရင်းမအံ့ဩမဆုံးဘူးအဲ့တော့ဒီကနေ့ကျွန်တော်ညီမတွေအများစုရှိတဲ့ဇေနလေးတစ်ခုကိုလမ်းလျှောက်ဖြစ်တယ်အခြေခံလူတန်းစားတွေရဲ့ဘဝလေးတွေတော့ကြည့်ဖြစ်တယ်အဲ့ဒီမှာလေကွင်းကကစွန်းရလေးကိုခူးရောက်နေအညာသူတွေရှိတယ်နိုင်ငံရဲ့ချားမှာတော့နိုင်ငံရဲ့ချားမှာသူများတွေထင်နေတဲ့ထိုင်းနိုင်ငံဆိုတဲ့ထိုင်းနိုင်ငံပေါ့ဗျာနော် ဗမာနဲ့ထိုင်းအဆက်ကဗမာပြည်ဗချမ်းကရွာလေးပေါ့ဒါပေမဲ့ထိုင်းထိုင်းလူမျိုးအများပြားလဲလာရောက်ရောင်းဝယ်ကုန်သွယ်မှုတွေရှိတယ်အခြားအစ္စလမ်ဘာသာဝင်တွေလည်းဈေးရောက်ဈေးဝယ်လောက်ကြပါတယ်ဆိုတော့လမ်းလျှောက်ရင်းနဲ့ကျွန်တော်ကအုတ်ထုတ်လေးကိုခက်ငန်ငန်ဆောင်ရုပ်ဖြတ်ပြီးသွားတာပဲဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲဘော်မိတ်ဆွေတွေကတိတယ်ဗျအဲ့မှာအမတယောက်ကစက်ကလေးရက်ပြီ အကူအကူအကူလူမြတ်ဆုံးမလားကျွန်တော်ကလည်းဘေးမီဝဲရကြည်ရသေးတယ်ဗျလုံလုံရေးရပါတော့ကျွန်တော်သူ့ကိုအားနာတာ ਨੇ မဟုတ်ဘူးညင်းမယ်လို့စိတ်ထဲမှာမဟုတ်ပါဘူးခမရလို့ပြောမလို့ဒါပေမဲ့သူ့ရဲ့မြတ်ဝန်းနေနဲ့အပြောအဆိုတွေထဲမှာတော်လိုင်းသမားတယောက်တော်လိုင်းသတင်းတွေကိုတင်ဆက်နေသူတယောက်ကိုတွေ့လိုက်ရတဲ့အတွက်အလွန်အင်မတန်ဂုံယူဝမ်းတာပြီးတဲ့မြတ်ဝန်းမျိုးကိုတွေ့ရတဲ့အတွက်ဟုတ်ပါလေခမရကျွန်တော်ပြောလိုက်ပြီးပါတယ် အခုရဲ့ဝမ်းသာလိုက်တာကျမတို့တို့ပြေးလာရတာဘာဖြစ်လို့လဲလို့အမကြီးကလေးတွေကိုဘယ်အချိန်ခွေးဆွဲမှန်မှမသိလို့လေကိုကြီးဘေးနားမှာမိကောင်ပေါက်လေးတမီးလေးတယောက်ဒါလေးတယောက်လားမသိပါတာတွေ့ရဒီလိုပဲဖတ်စစ်တာအစသာရရခက်ခဲကြက်တဲနေရတဲ့ဂျာတဲ့စစ်မှုထမ်းဥပဒေကြောင့်ပြပကိုအလုံးကြီးနဲ့ထွက်ခွာတဲ့ညီမပြည်သူလူလူကြီးကိုလည်းထပ်တွေ့ရပါ မိအေးကတစ်ခါမခနှစ်ခါမခ၃၄၅ခါ나နေရတယ်ငါတို့ပြည်သူလူဘွားလို့စိတ်ထဲမှာဖြတ်ခနဲ့တွေးမိလိုက်ပါဆိုတော့ဒီလိုအချိန်မှာပဲကျွန်တော်တို့တော်လိုင်းရေးဘက်ကိုကျွန်တော်ပြန်ပြီးတေချာလေ့လာကြည့်ပါတယ်ငါတို့တော်လိုင်းရေးငါတို့တော်လိုင်းရေးဟာအောင်မွေးရမှုအချိန်တွေခြေနေကောင်းတွေအခွင့်ခါကောင်းတွေအဲဘာလို့ရှိတယ်လဲ ဘာတွေရှိတယ်လဲဆိုတော့ကျွန်တော်တို့ဒီကနေ့ဆိုရင်ပြူစောထီးတွေဂျွာလုံးကျွတ်တရွာပဲသားကိုမိရှုတက်ဖြတ်ခဲ့တယ်အစိုးလိုက်ပြုံလိုက်လူတက်မှုမှာပါဝင်ကျူးလွန်ခဲ့တယ်သူတွေကိုဒီကနေ့ပြည်သူ့ကော်မတီတက်တွေကဖမ်းဆီးထားတဲ့တရင်တွေတပုတ်တွေ့လိုက်ရတယ်ဗျအဲ့ဒီမှာ ရန်ထူကြတာကအမုံတရားတွေကိုကျွန်တော်တွေ့ရတယ်စစ်ကောင်စီကိုမထောက်ခံရင်တို့ရန်တဖက်မှာလည်းစစ်ကောင်စီကိုထောက်ခံကျွန်တော်တို့ရန်သူပေါ့ဟုတ်ပါတယ်ဒါပေမဲ့အမုံတရားနဲ့တော့ကျွန်တော်တို့တော်လိုင်းရေးကိုဆင်နွှဲလို့မရနိုင်ဘူးဆိုတာကိုတော့နှလုံးသားထဲမှာကျွန်တော်ဖြတ်ခံရတဲ့ရမိပါတယ်သို့တော့မိမိမှာတိုက်ပွဲဝင်နေတဲ့လူငယ်တွေဟာမိမိရဲ့မိသားစုတွေမိမိရဲ့ညီကိုမောင်နှမတွေကိုအเจ้าမေဖန်စီတက်ဖြတ်တဲ့ဖတ်စစ်တက်နဲ့ပြူစောတိကိုတွေ့တဲ့အချိန်မှာ စိတ်ခံစားမှုမထိန်နိုင်ပဲဒေါသလျောက်တုံ့ပြန်မိတာလည်းကိုလည်းကျွန်တော်ညင်ရတယ်တွေ့ရဆိုတော့ဒီကနေ့မှာတော့ပြည်သူလူထုတွေတော်လံပြည်သူတွေကိုဖမ်းဆီးတယ်တပ်ဖြတ်တယ်အချမ်းဖတ်တယ်အုတ်ချုပ်ရေးမှုအပါအဝင်ဖမ်းဆီးတယ်အုတ်ချုပ်အရာရှိ30အင်းတော်တဝိုက်ကတော်လည်တက်ဖွဲ့တွေက ဖန်ဆီးစစ်စီနေပါတယ်အခုတော့ကျွန်တော်တို့အလှည့်ရောက်ပြီလေကျွန်တော်တို့အလှည့်ရောက်ပြီလေဧပြီလ9ရက်နေ့မှာတိမ့်ပိုက်လိုက်တဲ့အင်းတို့မြို့တောက်တဲ့စနေအောက်တိုဘာ28ရက်နေ့တွေကနတ်မဟုတ်ကြီးရွာတဲ့မလီနာမည်ကလည်းနတ်မဟုတ်ကြီးရွာမလီဒါပေမဲ့နတ်မဟုတ်ကြီးရွာတော်လဝင်းတော်လဝင်းတပ်ဖွဲ့ဝင်အချို့နဲ့မိသားစုဝင်အမျိုးသား၈ဦးကိုအစုလိုက်ပြုံးလိုက်တတ်ဖြတ်ခဲ့တယ် ယူဆိုရီကောင်းအောင်တင့်စော်ဝင်လေးပါပါတယ်အဲ့ဒီနတ်မဟုတ်ကြီးရွာစစ်ချောင်းတိုးတဲ့ကာလစစ်ချောင်းထိုးတဲ့ကာလစစ်ချောင်းနေတင့်စော်ဝင်ပါလာတယ်တရွာရဲသားတွေတို့ဆိုတော့ဘသူက PDF လဲဘသူကတော်လည်ရေးသမားလဲဆိုတော့လက်ညိုးထိုးပြီးတော့ဖမ်းလိုက်တာနောက်ထပ်အင်းတော်မြို့ထဲမှာမြို့နယ်မူလတင့်နေပြူစိုးတိကောင်းအောင်အောင်မြင့်ခိုင် ဒီစောဒီအဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်းနဲ့မြို့နယ်မှုအပါဝင်အဖွဲ့ဝင်38ယောက်ကိုလည်းဖမ်းနာသည်တင်ဆောင်ဝင်းလှတဲ့လိုအောင်မြင့်နိုင်အောင်ဝင်းအင်းတော်မြို့ကန်နေဆိုတော့တော်လိုင်းကြီးကိုဘသူထောက်ပံ့နေတယ်ဘသူကဘသူကိုကူနေတယ်ဆိုတော့လက်ညှိုးထိုးပြဖမ်းခိုင်းတဲ့ကောင်တွေအခုတော့တော်လိုင်းကြီးတပ်ဖွဲ့တွေလက်ထဲမှာအစ်စ်စေးခံရပါတယ် ပြည်သူခုံရုံးထက်မှာကျိုးစင်ပို့ပို့ကလွဲအချားမရှိနေဘူးလို့တော့ကျွန်တော်ယူဆပါတယ်ဖက်စစ်တပ်အတွက်လည်းနှလုံးတင်တိုင်းဒီ KTB တွေမှာဆက်တွေကတိုင်းရာချီထောက်ပံ့စကြေးကောက်ပေးနေတယ်ပြူစောတီခေါင်းဆောင်တွေပေါ့ဗျာအဲ့တော့လက်ရှိအင်းတော်မျိုးတင်တိုက်ပွဲမှာရပ်ဝအုပ်ချုပ်ရေးမှုတွေမြို့နယ်မှုတွေဖက်စစ်တပ်တောင့်တိုင် အများအပြားကိုဖန်စီထိမ့်သိမ်းစစ်ဆေးပြီးပြည်သူခုံရုံထက်ကိုပို့ဆောင်နိုင်ဖို့တရင်ကောင်းကိုကျွန်တော်တင်ပြခြင်းပါပဲငါတို့လည်းရောက်ပြီလေအဲ့တော့အင်းတို့မျိုးသိတိုက်ပွဲမှာလက်နက်ခဲယမ်းတွေတဲ့အတူတက်မခုံကိုတက်မမှုဘုံမှုကျအောင်တက်ဦးအပေါင်တုံပန်း180ကိုလည်းဖန်စီထားတယ်ဒီတလောကတော့ဒီတလောကတော့တက်မမှုတွေဘုံမှုဘုံမှုချုပ်တွေက ရှိဘောသေးဘောနေအောင်ဖမ်းမိနေပါလားလို့တွေးရင်အော်ငါတို့တော်နိုင်ရေးဟာလင်းနေတာကာလခက်ခဲကြမ်းတမ်းမှုရဲ့အသီးပွင့်ကိုခံစားနေရပြီတချို့ပြည်သူလူလူတွေကတော့တော်လိုင်းရင်တက်တွေကြားထဲမှာအကွဲအပြဲတွေကြောင့်အကွဲအပြဲတွေကြောင့်စိတ်ပြတ်နေတာကိုကျွန်တော်ခံစားမိပါတယ်စိတ်မပြတ်နဲ့ရဲဘော်လို့ကြီးစိတ်မပြတ်နဲ့ရှေ့တော့ပဲ76ကြာရအောင် ဒီကနေ့ထိဆိုရင်ဘယ်တော့မှသမိုင်းမှာမရှိဘူးသေးတဲ့ဖက်စစ်တပ်ရဲ့ကြောက်ရွံ့တုန်လုံးမှုကိုကျွန်တော်တို့တွေ့နေရပါတယ်မြို့ပေါ်ကွက်ကွက်လေးသာမြို့ပေါ်ကွက်ကွက်လေးသာထိတ်ချုပ်ထားနိုင်ပြီယူနီဖောင်းဝတ်ပြီးအပြင်အောင်မထွက်ရတဲ့အခြေအနေတွေ ။ထမင်းကြော်ဆိုင်မှာထမင်းတော့ကောင်းကောင်းမစားရဲလက်ဖေးတော့ကောင်းကောင်းမတောက်ရဲတဲ့ဘောကနေလက်ဖေးတောက်ပြီးလက်ဖေးကိုမရှင်းသွားတဲ့အုတ်ကြီးတွေလည်းအများပြားကြတိနေကြရမှာပါ။နော်။အဲ့တော့ထပ်ပြီးတော့ဖဆစ်တက်ကိုတစ်ချက်လောက်ပြောပြခြင်းသေးတယ်။ကိုတော်လိုင်းရဲဘော်တွေကတော့တတိယကသိရှိပြီးသားဆိုတော့အထွေထူးမပြောလို့ဖဆစ်တက်ကောင်းပြီလာလာချောင်းနာထောင်းတောင်းနေခိုးနာထောင်းတာတွေ လူမြတ်ကျော်ကိုတိတ်တိတ်လေးတိတ်တိတ်လေးကြွေနေကြတဲ့အတွက်သတင်းလေးတစ်ခုပြောပြခြင်းပါလေရန်ကုန်ပြည်လမ်းပိုင်းမင်းလာမှာလူငယ်တွေကိုပေါ်စတာဆွဲမယ်လို့ပေါ်တာဆွဲတယ်ပေါ်တာဆွဲဖို့မင်းလာတယ်ကိုဝင်လာတယ်ကြေးရွာတွေကဝင်လာတယ်ဒီသတင်းကြောင့်ပြည်သူတော်လှန်ရေးတပ်တွေဟာအစင်းနဲ့တိတ်တိတ်ကလေးရှောက်အင်ဂျီကိုအုပ်စုအညာရန်ကြီးရွာမှာပေါ့ဗျာ ရန်ကုန်ပြည်လန်းကားဘေးမှာရှိတဲ့53ညမာထမင်းဆိုင်မှာစစ်တပ်နဲ့ပြူစောနီတိုက်ထမင်းဝင်စားကြတယ်ဗျထောင်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 နဲ့ပေါ့ဗျစစ်တပ်ကကောင်းပြီဘာလို့တနက်တည်နေသူတို့မှပြောက်တည်နေပေါ့ဒီအချိန်မှာဒီအချိန်မှာကျွန်တော်တိုင်အရိကန်300နှစ်တိုင်ရင်တခွဲနှစ်က တိတ်တိတ်လေးကနေရုတ်တရက်ထဝင်ပြီးတော့မထရာဤသားမျိုးစုနေပါလေဆိုတဲ့စစ်တပ်နဲ့ပြူစောတိအုတ်ကြီးတအုပ်ကိုတိမ်ပစ်တဲ့အချိန်မှာပစိုးစုံတောင်ဆွဲပြီးခွေပြီးဖယူဖရဲထွက်ပြေးကြပါလေဖပြေးတဲ့နောက်ကိုတရဇက်လိုက်ဖိပစ်တာရှစ်ယောက်မစိကైမတာပေါ်ပြီးလေးယောက်မသိမရှိဖြစ်သွား ဒီအချိန်ကြောင့်နေ့လယ်နှစ်နာရီမှာရဟယင်နဲ့လာကျဲတယ်လို့ကျွန်တော်တို့တင်ကြရပါတယ်။ဒါကြောင့်ပြည်သူလူထုဟာမင်းလှတချောမှာနေတိုင်းပြည်သူလူထုတွေကဂုံဘုတ်ကိုချင်းတွေလေကြောင်းလေရင်တန်ကြားတာနဲ့ပုံခုစရာနေရာတွေနဲ့အသက်ပေးကိုစောင့်ရှောက်ဖို့ကျွန်တော်အထူးတလဲမှာကြားပြရသည်။ကဲအဲ့ဒီတော့53ညမှာဓမင်းဆိုင်ကပိုင်ရှင်ကချိန်မနိုင်ခဲမရဖြစ်နေလေရဲ့။ဓမင်းဘုရှင်မတော်လို့ဗျ။ဒါကြောင့်မို့ ဓမင်းဆိုင်ပိုင်ချင်းစားတော့ဆိုင်ပိုင်ချင်းများခင်ဗျာအကြိမ်များရက်ွက်အုပ်ချုပ်ရေးမှုတွေစိန်မှုချိုင်မှုတွေစစ်တပ်ကကောင်းနေမော်တော်ပီကယ်တွေအကြီးဦးစီးတွေအဲအဆရှိတဲ့နမ်စီဒီယန်ဒီအပါပေါ့ကျော်စိုးကြီးကျော်မင်းပုရုမပောက်ကိုတော့ပါမကြံအကြိမ်မှာခင်ဗျားတို့ဆိုင်ကိုဓမင်းလာစားရင်လေလက်ဖက်ရည်လာတော့ရင်လေကျေးဇူးပြုရင်စိတ်မရှိပါနဲ့လက်ဖက်ရည်ဘူးလေအရင်ရှင်းပါလို့ပြောပါဆုံးမယ် တဖိတောက်တောက်သွားမတာပေါ်တဖိဝင်တော့မတာပေါ်ထမင်းဝင်စားမတာပေါ်ယူနီဖောင်းဝတ်ပြီးအပြင်မထွက်ရဲတဲ့ကောင်ကြီးတခါတလေစစ်တပ်ကတက်စိတ်တက်စိတ်လောက်လာရင်ထော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 င်နဲ့ထွက်လာတာတာယာဝရီဓာရီဝင်တီးလိုက်တာခွေပြေးပြေးပြီးရှေ့ရောက်မတာပေါ်ပါတယ်သူစောတီးကြီးပဲတည်တာသူတို့နဲ့ပါလာတဲ့စစ်တပ်ကသူတို့ကိုပြန်ပြီးတော့ကာကွယ်ပေးမလားမှတ်တယ်ဘယ်ဖက်တော့နဲ့တင်ပါတသားတွေပြေးတာဗျာ မြင်လို့တော့မကောင်းဘူးဒီအခြေအနေပါဒါကဒီကနေ့မင်းလာမျိုးနယ်မှာဒီကနေ့ဖြစ်သွားခဲ့တာပါအဲ့တော့ထပ်ပြီးအေယာဝတီအကြောင်းလေးပြောကြရအောင်အေယာဝတီငတိုင်းချောင်းမျိုးနယ်မှာဘာတွေဖြစ်နေလဲဒီဗီဒီယိုကိုကြည့်တဲ့နေရာမှာအေယာဝတီသူအေယာဝတီသားတွေပါခဲ့ရင် comment မှာရေးထားပေးခဲ့ပါဦးအေယာဝတီငတိုင်းချောင်းမှာအမတအမြောက်တက်၃လေးလေးရောက်ကောင်းနေထွက်ပြေးတယ်လို့ကျွန်တော်သိရပါ လက်နက်တွေခဲရဲတွေလည်းပါသွားတော့အမြောက်တက်တရင်မှုကိုတိုင်းငါတိုင်းကြောင်းမျိုးတွေဝင်ဖမ်းတာပြီးရှာဖွေတာတွေလုပ်တဲ့အချိန်နှစ်ယောက်ပြန်မိတယ်လို့သိရပါဒါပေမဲ့အဲ့ဒါကသတင်းမဟုတ်သေးဘူးသတင်းကပါလေဆိုတော့အဲ့အမြောက်တက်ကဖက်စစ်တက်ကကောင်းကြီးကလေမျိုးတွေကိုဝင်ဖမ်းဖို့လုပ်တာသူတက်ပြေးတွေဝလိုက်ရှာတာပေါ့ဗျာဒါပေမဲ့ယူနီဖောင်းမဝင်ရဲဘူးယူနီဖောင်းမဝင်ရဲဘူး ငတိုင်းကြောင်းနဲ့ဟင်္ဒရမြို့ပေါ်ကလုပ်ငန်းရှင်တွေကိုလည်းဖမ်းဆီးငွေညှိမှုတွေလုပ်နေတယ်ဆိုတာလဲကြားရတယ်နောက်တတည်လို့တခုထပ်ပြောချင်တယ်ဗျာရေနံသာဂိတ်ရေနံသာဂိတ်ရေနံသာဂိတ်ကိုပြည်သူ့ကာဝေးတပ်တွေမကြခင်မှာတိမ်ပိုက်လိမ့်မယ်တခါတည်းပြောလိုက်ပါတယ်ငါတို့တပ်တွေဆက်ဆက်อยู่ที่ရောက်နေပြီနော်ရေနံသာကောင်တွေတခါတည်းပြေးဖို့ပြင်သား နောက်ထပ်တစ်ခါထပ်မပြောလူမြတ်ကျော်စကားမခံလေးစားလုပ်ရင်တော့မသားနဲ့တည်ချင်းစိုးဖြစ်ပြီးကိုမိန်းမတွေမုတ်ဆိုးမှဖြစ်မှအနောင်ဒမရလားမရကြစီနေဒီဗီဒီယိုကိုကြည့်ပြီးတော့တချို့တက်မိသားစုဝင်နေတဲ့ကရင်းနှသာကြေးရွာမှာတာဝန်ကြတဲ့ကိုသားသမီးမိဘမောင်ဘွားယောက်ျားများပါခဲ့ရင်ဖုန်းဆက်ပြီးချက်ချင်းတတိပေးပါစွတ်ကြေးလေးတွေ A4 စာရွက်လေးတွေအိတ်ထဲထည့်ထားပါအလန့်ဖြူထောင်ဖို့ကြိုးပမ်းတာပါ အာကတ်တတော်အင်းနဲ့ပူပေါင်းတက်တွေတိုက်မနိုင်တဲ့စခန်းတစ်ခုမှမရှိရှင်းနေလို့အဲ့တော့ရင်းနှံတာကိုငါတို့တိန်ထောင်းဟောငါတို့တိန်တော့မယ်လို့ကြိုတရင်ပြလိုက်တယ်တခါတည်းပြေးဖို့ပြင်လာအေးရော်ဒီပဋိမ္မာဟောပါတွေဖြစ်နေလေအရောက်တဲ့ပဋိမ္မာတော့ကြီးလန့်စာစားပေါ့ဗျာကြောက်ရွံ့တုံလုံးချီးပါထွက်နေတဲ့ဖက်စစ်အချောက်တည့်ရဲ့အခြေအနေလေး လူတိရှင်ကြလူစုံလုံးပြောပြရစီဗျာချောင်းနဲ့သူတို့ချောင်းပြောနေကျွန်တော်ဟာတာလေးပေါ်ပေါ်လာလို့ရည်ကျင်လို့ပါပေါ်ပေါ်ပပါလေးပြောတဲ့ပုံစံလေးကိုကျွန်တော်ပြန်ပြောင်းထားတာပေါ့နော်ဟောအဲ့ကျွန်တော်တော့ကျွန်တော်တောင်းတောင်းကြီးဖြစ်နေကျွန်တော်ပြောရတာပေါ့နော်တကယ်တခါတလေကြရင်အယံမာနေမှာဆိုလို့ကျွန်တော်နည်းနည်းလေးဖြော့ပြီးအဲ့တော့ပတိမာဘန်ဂါရီဆောက်ပြီးအကြောက်ကြီးကြောက်နေတဲ့ဖက်စစ်တဲ့အကြောင်း ကျွန်တော်လူစုံလုံးရှင်းပြပြသည်ဗျာပသိမ့်တိုက်ဆိုးရယုံနဲ့ရဲစခန်းတက်ရင်းနေမှာဘန်ကကတုတ်ချင်းတွေကိုဧပြီလအတွင်းအခိုင်အမာဆောက်ထားပါဘာဖြစ်လို့လဲလို့မေးကြည့်တော့အာခတ်တက်တော်နဲ့ပူပေါင်းတက်တွေပသိမ့်မြို့ကိုဝင်ရောက်ဖုံးစစ်စင်တိမ့်ပိုက်မယ်ဆိုတဲ့သတင်းတွေကြားလို့ခံစစ်ပြင်တယ်ဗောလူကြောက်အောင်ပြောတာအမှန်ကသူတို့ကြောက်နေတာသူတို့ကြောက်နေတာသူတို့မကြောက်လို့မရဘူးလေကျွန်တော်တို့ အာခတ်တက်တော့အီအီနဲ့ပူပေါင်းတက်တယ်မှာပြောင်းတယ်နေဗျာပြောင်းတယ်အပြင်နှလုံးသားလေးကတော်လိုင်းကြီးပတ်ကိုယုံကြည်တဲ့ယုံကြည်ချက်ပါပါကားသေးတယ်ကိုဘယ်တော့မှဘယ်တော့မှတော်လိုင်းတက်တူကိုနိုင်ဖို့ရှောင်လို့တော့စိတ်ကူးမရှင်လေလို့ထည့်သွင်းပြောကြားရှင်းပါသေးတယ်အဲ့တော့ပသိမ်မြို့ကိုဂျက်ဖိုက်တာတွေဝိုင်ရွဲတွေနဲ့ကင်းပတ်ပြန်နေတာညာတိုင်းဒရုန်းတွေနဲ့ကင်းနေပတ်တယ်ညာတိုင်းကောင်းကောင်းကိုမအိတ်နိုင်ဘူး ရုတ်ချင်းနဲ့ဘန်ကားတွေကိုပတရဲ့လမ်းစုံလမ်းကွာတွေတိုင်တရားယုံနေအေယာရှိဝါခမ်းမတွေဒီနေရာတွေမှာတိတ်ဘန်ကားတွေနဲ့နှစ်ထပ်ဘန်ကားအုပ်တွေနဲ့အခိုင်မာဆောက်လို့ပြီးပတိန်ကိုခံစစ်ပြင်နေရပြီဗျို့ဟဲ့ဝေါ်မာတွေမင်းတို့ပြောတော့မြို့တစ်မြို့လောက်တိမ့်ပြပါအောင်ဆိုဟွကြောင်းရှိတော့မထားလိုက်တော့အဲ့တော့ yes ကန်တစ်ခုမှာဘန်ကား၅ခုတက်မနေစောက်နေတယ်လို့ကျွန်တော်သိရတယ်ကန်နာရေကင်းစခန်းမှာလည်းဘန်ကား၅ခုရှိတယ် အမှတ်6အခြေခံလေ့ကျင့်တဲ့စတခ6ရွှေမြင့်တင်မှာဧပြီလ20ရက်နေ့နနပိုင်းကတတတစ်တွေတလတာသိမ်းနှံပေးမယ်လို့သိရတဲ့အတွက်အဲ့ရွှေမြင့်တင်ကိုဝင်များတိုက်မလားလို့စိုးရိမ်မှုတွေလည်းရှိနေပါတယ်အဲ့တော့ပသိမ်မှာရေရှည်မထားဘူးတင်နန်းသားတစ်တွေကိုတင်နန်းပေးပြီးရခိုင်စစ်မျက်နှာအနီးဆက်ဆုံးဆိုရင်တာပေါင်းရွှေတောင်ရန်စစ်မျက်နှာတွေကိုပို့ဆောင်ရလို့ကျွန်တော်တို့သိရတယ် ဲ့တော့ဒါအေယာဝတီခင်းချင်းမှာအေယာဝတီမှာဖဆစ်တပ်တော်တော်ဖျို့ဖျဲဖြစ်နေပြီဖဆစ်တပ်ထဲမှာတကြောက်ကိုတိုက်ပဲရှိတော်တယ်လို့လည်းကျွန်တော်တို့သိနေရတယ်ဒါကြောင့်မို့အရခတ်တတ်တော်အေယာညောင်ကျိုးညောင်ချင်တော့အုတ်ရှိပင်တကြောက်ကိုစစ်ထောက်ထားပြီးအေယာဝတီကဘယ်လန်းစီကဝင်လာပြီးအေယာဝတီကိုတိမ့်ပိုက်မလဲဆိုတော့ကတော့အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ် ရင်နံတာစစ်စီးကိတ်ကိုတိမ်းမှလာတော့တေးကြတယ်ဗျို့တေးကြတယ်ကဲအရာဝတီအာခတ်တတော်ဤတစ်ဖက်ကကျွန်တော်တို့ PDF 3800တက်ခွဲတရားဝရီခရိုင်တီဗီနဲ့ကောင်းတဲ့ဘက်ကိုကြည့်ကြရအောင်စော်တော်မှခင်ဗျပြောင်းတက်နေပြီပါတီတို့အမိုးတို့အတီးတို့အကြော့တို့တို့စင်လေပြီလို့ပြောလို့ရတဲ့အခြေအနေမျိုးရှိပါ စကကခ27အဲ sorry စနစ်စကကစနစ်စကကစနစ်နာကကိုရရန်ကုန်ဝရံကူးနဲ့ကိုကုံရွှေကြက်မင်းတို့ဘက်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်။ကော့ဂရိတ်မျိုးတွေကိုအတွဲလိုက်ဒုံးနေတဲ့လေကြောင်းပေါ်မှာကျဲချနေတဲ့အခြေအနေဒီကနေ့ဖြစ်နေတယ်။အဲ့တော့စကကက27ဌာနချုပ်ရဲ့ကာကင်းလို့ပြောလို့ရတဲ့ ဖတ်စစ်တဲ့ရဲ့စခန်းတစ်ခုဖြစ်တဲ့ရင်ခွဲတော်ကာကင်းကိုအဘလာဆန်အိုင်းဒီမှာ PDF ကင်းအလီပူအောင်တက်တွေကတင်ပိုက်လိုက်ပြီကော်ရီကတိုက်ပွဲပြင်းထန်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ခမရ946ခလာရ69မြို့ပြမှာရှိတဲ့မိချောင်းအင်းရန်ကုန်ကျေးရွာဒီနေရာတွေကိုဖတ်စစ်တက်ကလက်နက်ကြီးနဲ့ပြစ်ကူပေးနေတယ်လို့ ငါးကြီးခြောက်ကပြစ်နေတာနော်69ကပြစ်နေတာနော်မိချောင်းအင်းနဲ့ရန်ကုန်ကြေးရတယ်အေဘလ27နှစ်နေနဲ့3နာရီ6နာရီအထိတနေလုံးနေပါဂျုံဒိုးဘက်ကရွာတယ်ဖက်စစ်တပ်ဟာနေနဲ့ပုံချဲနေအဲ့တော့ချုပ်ပြောချင်တာကကော့ဂရိတ်ကိုတိမ့်မယ်ဂျုံတို့ကိုတိမ့်မယ်ကော့ဂရိတ်ဂျုံတို့ဒီမှဖန်စီတို့လာပြီးစစ်တောင်းသားကိုဖြတ်ခါညောင်ခါရှိမှဒီရန်ကုန်စီတို့လား ဟိုတရက်ကပြောသလိုစစ်တောင်းသားကိုဖျက်ပြီးတန်တော်ကြီးတောင်ငူမှသည် နေပြီးတော့စီတို့လားပါတီတို့ရဲ့ထိုးစစ်ကိုကျွန်တော်မျှော်လင့်ကြည့်ချင်ပါသေးတယ်မျှော်လင့်မိပါသေးတယ်ဒါတော်လန်တိုက်ပွဲတွေအချိန်နေဗျအဲ့တော့အဆကစပြီးတော့ပြောတဲ့ဇာတိတရားလို့ပုတ္တမတော်လိုင်းတက်တွေပြက်နေပြီတက်ပြက်နေပြီ NUG ရေးဆိုပြီးပုတ္တမကထပ်ပြောပါတယ်ဗျ ပုရုမကအချဲပေါက်တယ်လို့ညော်နေတော့ကျွန်တော်ဒီနေရာကနေတက်ပြက်နေပြီလားထိုးစစ်ဆင်နေပြီလားဆိုတာကိုသိကို꿰အောင်ပြောပြတာပါတက်ပြက်လားမပြက်လားလာမဲ့တလအတွင်းမှာပုရုမကြီးစောင့်ကြည့်ပါလို့ပြောရင်ဖက်စစ်တဲ့စစ်ခွေးတက်အန်ဒီရဲ့ကင်းအောင်တန်မုတ်တေတာရွတ်ထားလိုက်တော့လို့လူမျက်ကြော်ကအထုတိုက်တော့အချံပြူရင်ဒီညောက်ဒီတော့အားလုံးကိုကျေးဇူးတင်ပါတယ်